မင်္ဂလာပါစနိုပါဒီနေ့စနိုကနောက်ကျောအစီကြခြင်းနဲ့ဆိုရတဲ့သူလေးတွေအတွက်ကိုလေ့ကျင့်ခန်းလေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်။အခုလုပ်ပြပေးမယ့်လေ့ကျင့်ခန်းလေးကကြတော့ကိုယ့်ရဲ့တကူစာနေရာလေးရှိုံနဲ့ဗာပစ္စည်းကရိယာမှာမလိုဘူးလုပ်လို့ရမယ့်လေ့ကျင့်ခန်းလေးမလို့လိုက်စောကြည့်နော်။တော်မအောင်ဆုံးလေ့ကျင့်ခန်းလေးရကြတော့ခြောက်လေးနှစ်ဖက်ကိုပူမယ်ခါလေးဆန်းထားမယ်နော်ဒီလက်လေးတွေခြောက်ကလေးတွေကတ်ထားမယ်ခြောက်လေးကားလိုက်တာနဲ့လက်လေးကိုကားလိုက်မယ် ချောက်လေးစီလိုက်တာနဲ့လက်လေးကိုစီလိုက်မယ်အဲ့ဒါလေးကိုတိုင်းမာလေးဖုန်းထဲမှာပေးမယ်စက္ကန့်30လေးပေးပြီးတော့မှကာမယ်ပြန်စီကာမယ်ပြန်စီဒါမျိုးလေးနော်ဒါလေးကကြတော့လေးသူအခြေပြား take လေးနဲ့ပဲခုံမယ်ပြီးရင်လက်လေးတွေကိုလွှဲသွားလိုက်မယ်နော်ဒါမျိုးလေးကိုအရင်စက္ကန့်30လေးသွားမယ်စက္ကန့်30တိုင်းမှပေးပြီးလို့လုပ်ပြီးပြီဆိုရင်နောက်တစ်မျိုးလေးသွားရအောင်နောက်တစ်မျိုးလေးကကြာလက်သီးလေးဆုပ်လိုက်မယ်နော်ဒီလိုမျိုးလေးတောင်းမှန်လေးထားမယ် ခါးလေးတွေဆန်ထားမယ်ဒါလေးကိုကာထုတ်လိုက်မယ်ဒီလက်သီးလေးဆုပ်ပြီးဒါလေးကိုဖွင့်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 လက်ကလုံးဝမဆန့်သွားနဲ့တံတောင်ကိုွေးထားတဲ့အတိုင်းကိုလိုမျိုးလေးဆွဲဖွင့်လိုက်မယ်ပခုံးလေးတွေအနောက်ကိုလှန်ထုတ်လိုက်မယ်နော်အဲမျိုးလေးတော့မယ်ကိုကလှန်လိုက်တဲ့အချိန်မှာကိုရဲ့ကြောကုန်လေးရလေဒီကြောကုန်လေးတွေကအယိုးလေးနှစ်ခုကသွားပြီးတော့ညှစ်မိတဲ့ပုံစံလေးဖြစ်ရမယ်နော် အဲ့လေကိုလွှဲလွှဲထုတ်ပြတော့သွားမယ်အဲ့ဒါကိုဘယ်လောက်သွားမလဲဆိုရင်တိုင်မာလေးပေးမယ်ခုနအတိုင်းစက္ကန့်30လေးသွားပေးရမယ်နော်လက်ကအပေါ်ရဲမထောင်နဲ့ပခုံးလေးရှုံမယ်ခါနာလေးကနေစွဲပြီးဖွင့်သွားမယ်နော်အနောက်ကလေးကိုလိုမျိုးလှန်ထုတ်သွားတဲ့ပုံစံလေးဖြစ်ရမယ်ဒါမျိုးလေးသွားမယ်ဒါလေးကဒုတိယတစ်ခုကဲနောက်ထပ်တစ်ခုကကြတော့အောက်ကကြမ်းလေးမှာမောက်လိုက်မယ်ကိုအိမ်မှာမက်ရှိရဆိုလို့ရှိရင်မက်လေးခင်မက်မရှိဘူးဆိုလို့ရှိရင်တဒောင်ချလို့မနာအောင်လို့ဤရတစ်ခုခုလေးနဲ့ခင်ထားပါတော့ပလန်လေးထောက်မယ်နော် ခြောက်ကလေးတွေစမ်းထုံမယ်အခုံးအောင်တက်တက်မှာလက်လေးထားမယ်ကြောကုန်းလေးကိုတွန်းထားမယ်ပြီးရင်ဒီခါးလေးကဒီလိုမျိုးမလန့်စေနဲ့ခါးလေးကိုကုန်းကုန်းကုန်းဘိုက်ကိုထဲထဲကိုရှက်ဘိုင်လေးတွေညှစ်ထားမယ်ပေါင်လေးတွေညှစ်ထားမယ်ကြောကုန်းလေးကိုစမ်းထုံမယ်ဒါမျိုးလေးနော်ဒီ plan လေးကိုခုနအတိုင်းမယ်တိုင်းမာလေးပြီးမယ်စက္ကန့်30လေးနော်အားလေးသွားမယ်နောက်ထပ်တစ်မျိုးကကြတော့လေသူကဒူးထောက်လိုက်စကြင်ဆိုနိုင်အောင်မှာမဟုတ်ဘူးဒါကြတော့ပခုံးအောင်တက်တက်လေးမှလက်ထားမယ်ဒူးလေးထားမယ်ခြေပြားလေးထောက်ထားမယ်နော်တထောင်လေးတစ်ဖက်ကိုချမယ် တထောင်လေးတစ်ဖက်ကိုချမယ်။ဒီကနေပြီးတော့လက်တစ်ဖက်ကိုလွတ်မယ်။လက်ဖွားလေးနဲ့တွန်းမယ်။တွန်းမယ်။ချမယ်။ချမယ်။ဒါမျိုးလေးနော်။ဒါလေးကိုနောက်ကြောကုန်းအားလေးနဲ့လက်မောင်းအားပခုံးအားအပေါ်ပိုင်းအားလေးတွေသုံးမျိုးတွန်းတင်လိုက်မယ်နော်။ပြီးရင်မားတက်တာကြတော့တင်မားလေးဒီလိုမျိုးဒီလိုမျိုးဖြစ်ပြီးတော့မသွားနဲ့နော်။ဒီတင်မားလေးကိုအောက်ကလေးကိုချထားမယ်။ဒီလိုပလန်ပုံစံလေးနော်။အဲ့လိုကနေမှ တထောင်လေးတွေချမ်းမယ်ပြန်ဆန်ထုတ်မယ်ကိုကဒါကိုလုံးဝနိုင်သွားပြီဆိုရင် plan နေထားလေးနဲ့သွားကြည့်တထောင်လေးတွေချမ်းမယ်တစ်ဖက်စီပြန်တုံးမယ်တထောင်လေးတွေချမ်းမယ်တစ်ဖက်စီပြန်တုံးမယ်ဒါမျိုးလေးနော်မနိုင်သေးလို့ရှိရင်တော့လေကိုကဒူးလေးထောက်ပြီးသွားလို့ရရယ်နော်ကဲဒီချိန်ငယ်လေးကကြတော့အကုန်လုံးကစလုံးပြတာ၄မျိုးနော်၄မျိုးမှမှတစ်ခုကိုစက္ကန့်30တိုင်မာပေးပြီးတော့လုံး၄မျိုးလုံးကိုတစ်ခေါက်လုတ်ပြီးသွားပြီဆိုကိုကလုံးဝမခံနိုင်တော့ဘူးဆိုလို့ရှိရင်နော်အဲ့တစ်ခေါက်ပဲလုတ်လိုက်ဒီနေ့ကိုအဲ့တစ်ခေါက်ပဲလုတ် ဒါပေမဲ့အဲ့တော့မှကိုကထပ်ပြီးတော့ရသေးတယ်ခံနိုင်သေးတယ်ဆိုလို့ရှိရင်အဲ့ဒီ၄မျိုးကို၃ချော့လှုပ်ပေးနော်၄မျိုးတစ်ခါ၄မျိုးတစ်ခါ၄မျိုးတစ်ခါလီဗီယိုလေးကနောက်ကျောအစီကြချင်တယ်ဆိုလို့ရှိရင်လှုပ်လို့ရမယ်အစ်ဆိုင်လေးတွေကိုလှုပ်ပြပေးသွားတာပဲဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာဆုံကြမယ်တတ်တာ